ိုင်းလိုမျိုးပေါ့နော်나이တွေရဲ့အခေါ်ဝေါ်လေးတွေကိုပြောပြပေးချင်ပါတယ်။ကဲအရင်ဆုံးထိုင်းမှာ나이ကအချိန်ပိုင်းခြားနှစ်မျိုးခေါ်တယ်ဆိုတာလေးပြောပြချင်ပါတယ်။နှစ်မျိုးဆိုတာကတော့ယုံသုံးနဲ့ဆီယမာရိုနေဆာသူဝစကရဲ့သုံးဆိုမှာနှစ်မျိုးရှိပါတယ်။အရင်ဆုံးယုံသုံးလေးကိုပြောချင်ပါတယ်။ ဒီညမှာယုံသုံးစရာလေးကိုလည်းအသေးစိတ်ထပ်ပြီးတော့ရှင်းပြချင်ပါတယ်။ယုံသုံးဆိုတာကတော့နခစာပေမှာထည့်ရတာမျိုးတို့သတင်းစာထဲမှာထည့်ရတာတို့ယုံခေါ်စာတို့ပြီးတော့မှသတင်းကြော်ညာတာတို့ဒီလိုမျိုး official announce တွေမှာဆိုရင် formal နဲ့ပြောတဲ့အခါမှာဒီအချိန်တိုင်းကိုတက်တက်တမျိုးခေါ်တယ်။သူကကြတော့တနာရီနေ့ပြီးမှ24နာရီအတွင်းသူကအကုန်လုံးတက်ကန်နေ24ဒီအပြည့်ခေါ်ပါတယ်။နောက်တစ်ခုကကြတော့ဒီနေဆန်းတူကမှာစကရရဲ့တော့ ဒီစက္ကရာ3မှာကျတော့သူကမနက်ပိုင်းနိုင်ကြီး AM နိုင်ကြီးနဲ့ညနေပိုင်းနိုင်ကြီးပေါ့နော်တို့မဟုတ်ညပိုင်းနိုင်လို့လည်းခေါ်လို့ရတယ် PM နိုင်ကြီးဆိုမှ2မျိုးပြန်ခွဲထားတယ်အဲ့တော့ပြန်ခြုံလိုက်ရင်တော့3မျိုးလို့တောင်မှပြောလို့ရတယ်ပေါ့နော်ကဲအရင်ဆုံးဆရာမတို့ယုံ3လေးပဲအရင်ပြောရအောင်ယုံ3လေးကအရန်လွယ်ပါတယ် အရင်ဆုံးနာယီကိုဆရာမတို့ထိုင်းလူမျိုးကနာလီကာလို့ပြောပါတယ်နာလီကာအဲ့မှာအမြန်ပြောတော့နာလီကာကနေနာလီကာဖြစ်သွားပါတယ်နာလီကာနာလီကာဒီနာလီကာဆိုတာလေဆရာမတို့နောင်းအနေနဲ့သုံးလို့ရှိရင်သူကနာယီပေါ့အိမ်မှာထားထားတဲ့တိုင်ကနာယီလေဆိုလိုတယ်လက်မှာပတ်ထားတဲ့လက်ပတ်နာယီကိုလည်းဆိုလိုတယ်အဲ့ဒါကိုနာလီကာလို့ပြောပါတယ် နောက်ခုသူ့ကိုဆီယမားတို့ရေတော့ပုံအနေနဲ့သုံးမယ်ဆိုရင်လေဒီ24နာရီစဝိုင်းရဲ့ကင်းကနိုင်ရဲ့အနောက်မှာထားပြောတဲ့နာယီခေါ်ဘောရေတော့ပုံပဲဖြစ်ပါတယ်။ကဲအခုကနာယီခေါ်ဘောကိုပြောပြမှာမို့လို့ကြည့်လိုက်အောင်1 AM ကိုသူတို့1နာရီကလို့ပြောပါတယ်။1 2 3 4 5ဆိုတဲ့တင်းနဲ့တုံးလေးဆိုတဲ့ကိန်းကနန်းကိုအရှိမထားမယ်ပြီးတော့အနောက်မှာရေသွက်ပုံဖြစ်တဲ့နာလီကာလေးကိုအနောက်မှာထားပြီးပြောပါမယ်1 AM ဆိုရင်ဆီယမားတို့ หนึ่งนาฬิกาหนึ่งนาฬิกาหรือยาบาเร๊ไอ้มาสตอมเอ๊ two a.m. two a.m. สวยสองนาฬิกาสองนาฬิกา three a.m. สามสามนาฬิกาสามนาฬิกา four a.m. สี่สี่นาฬิกาสี่นาฬิกา five a.m. ห้าห้านาฬิกาห้านาฬิกา six a.m. ที่มามูโรเนี่ยนะวิมันเนี่ยเช้าไหน six a.m. ก็หกนาฬิกา 6นาฬิกา7 a.m. go 7 นาฬิกา 7 นาฬิกา8 a.m. go 8 นาฬิกา 8 นาฬิกา9 a.m. go 9 นาฬิกา 9 นาฬิกา10 a.m. go 10 นาฬิกา 10 นาฬิกา11 a.m. go 11 นาฬิกา 11 นาฬิกา12 a.m. go 12 นาฬิกา 12 นาฬิกา အဲ့မှာ troll AM ကနေမှနေ့လယ်7:00နာရီတော့ရောက်သွားပြီဆင်မတို့နေ့လယ်7:00နာရီသွားမယ်အဲ့မှာတို့ကတိတ်ကနေပြန်မကောက်ပါဘူးဆက်နေပြီးတော့73ဆိုင်မှာတန်းသွားပါတယ်24နာရီ24ကနန်းနေပြည့်အောင်သွားမှာမလို့ပါအဲ့တော့နေ့လယ်7:00နာရီကိုဆင်မတို့73နာရီလို့ပဲခေါ်တယ်အဲ့တော့အဲ့ဒီ73နာရီကို13နာရီက13နာရီက สตอมเนี่ยนี่แหละนาฬิกาสเลนาฬยุหรือว่าขอเลยสเลนาฬิกาสิบสี่นาฬิกาสิบสี่นาฬิกา นี่แหละต้อนาฬิกาสังงานาฬิกาือขอบาร์เลยอร่าก็สิบห้านาฬิกาสิบห้านาฬิกาสตอมเนี่ยเนี่ลีนาฬิกาตัวก็สิบห้านาฬิกาขอบาร์เลยสิบห้านาฬิกาสิบหกนาฬิกาสิบหกนาฬิกา ဆက်သွားမယ်။ညနေ9နာရီကို18နာရီလို့ပြောပါရစေ။18နာရီကို17နာရီက17နာရီကထပ်သွားပါဦးမယ်။ညနေ6နာရီကို18နာရီလို့ပြောပါရစေ။18နာရီကို18နာရီက18နာရီကဆက်သွားပါမယ်။ည9နာရီကို19နာရီလို့ပြောပါတယ်19နာရီကိုထိုင်းလူမျိုးက19နာရီက 19นาฬิกาสอบต่อไปมั้ยည8นาทีကိုท้ายหลุမျိုးက20นาทีလို့ပြောပါတယ်20นาทีကို20นาฬิกา20นาฬิกาสอบต่อไปมั้ยည9นาทีကိုท้ายหลุမျိုးက23นาทีလို့ခေါ်ပါတယ်23นาทีကို21นาฬิกา21นาฬิกา ပြီးတော့မှည10:00နာရီရောက်သွားပါပြီ။ည10:00နာရီကိုထိုင်းလူမျိုးက22:00နာရီလို့ပြောပါတယ်။22:00နာရီကို22:00နာရီက22:00နာရီကဆက်သွားပါမယ်။ည17:00နာရီရောက်သွားပါပြီ။ည17:00နာရီကိုထိုင်းလူမျိုးက23:00နာရီလို့ပြောပါတယ်။23:00နာရီကို23:00နာရီက23:00နာရီကအဲ့မှာည17:00နာရီရောက်သွားပြီ။အဲ့မှာ24:00နာရီစဝင်းကိုရောက်သွားပါပြီ။ ည24နာရီကို24နာရီက24နာရီကလို့ပြောပါတယ်။အဲ့မှာဒါ1နာရီကဆိုတဲ့တတနာရီကနေပြီးမှည24နာရီကြီးကိုသူတောက်လျှောက်သွားပါတယ်။စနစ်ပြီးရင်73 75 76ဆိုမှဓာတ်ရိုက်သွားတာဖြစ်ပါလေ။အဲ့ဒါတော့ယုံသုံးအချိန်နိုင်အခေါ်ပေါ်ဖြစ်ပါတယ်။အဲ့တော့ဆရာမနဲ့သူတစ်ခါလောက်1นาฬิกาဆိုတဲ့ဒီ 1am ကနေည24นาทีအတူတူပြောကြည့်အောင်เนาะ ยาซามิหนึ่งนาฬิกาสองนาฬิกาสามนาฬิกาสี่นาฬิกาห้านาฬิกาหกนาฬิกาเจ็ดนาฬิกาแปดนาฬิกาเก้านาฬิกาสิบนาฬิกาสิบเอ็ดนาฬิกาสิบสองนาฬิกาสิบสามนาฬิกาสิบสี่นาฬิกาสิบห้านาฬิกาสิบหกนาฬิกาสิบเจ็ดนาฬิกา 18นาฬิกา 19นาฬิกา 20นาฬิกา 21นาฬิกา 22นาฬิกา 23นาฬิกา 24 นาฬิกาไอ้มา24นาลีในสวนกี่รอบวพี่ดาลีโอเซมารุตะเดียนนี่ไปนะท่องในคํามาจ่ายอะไรชิบาร์เรดีมาสายเยในคํามาเลยดีได้ไมยีบาร์เร ကဲဆန္ဒပြောထားတာကတော့ formal ပေါ့အခု informal လေးတွားရအောင် informal ကတော့ဆရာမတို့ဒီနေဆဒူဝါမှာနေ့စဉ်သုံးစကရအနေနဲ့အချိန်ကိုဆရာမတို့နှမျိုးထပ်ခွဲပါလေနေ့ဖက်နိုင်ရင်နဲ့ညဖက်နိုင်ဆိုမှထပ်ခွဲထားပါလေအရင်ဆုံးနေ့ဖက်နိုင်ကိုတွားရအောင်နေ့ဖက်ကိုဆရာမတို့နေ့တိုင်းတစ်ခုလုံးကိုတိုင်းလိုမျိုးက grand one လို့ပြောပါတယ် grand one grand ကကတန်နဲ့လအတန်သဝစီချိုးကြကြထွက်ပြီးပါ grand ငှက်အတန်နဲ့ဆုံးတာမဟုတ်လို့ပြုံးတဲ့အနေထားလေးနဲ့ဆုံးလေးပါ grand grand one ကကြတော့အဆုံးမှာရှာထောက်ပြီးဆိုပြီးပါအပေါ်တဖုံးလေးကိုရှာလေးကလမ်းထောက်ပြီးပါ one one grand one grand one ဆိုတာကတော့နေပဲဖြစ်ပါလေနေပဲနိုင်ကဆရာမတို့ am ပေါ့နော် one am ကစတယ်အဲ့မှာ1 am 2 am 3 am 4 am 5 am 1 to 5 am ကိုဆရာမတို့က တအုပ်စုတတ်မှတ်ပါမယ်။အဲ့မှာ1 to 5 AM ဒီအချိန်ကာလအဖြစ်တော့မိုးမလင်းနေပါဘူး။မိုးချုပ်နေတဲ့အချိန်ပေါ့ဆရာမတို့အိတ်ကောင်းနေတဲ့အချိန်လေးဖြစ်ပါတယ်။မနက်9နာရီလောက်ဆိုရင်တော့ဝေလီဝေလင်းအချိန်လေးတော့ဖြစ်ပါတယ်။အဲ့မှာ1 to 5 AM ကိုသူ့ကိုအုပ်စုတစ်ခုတတ်မှတ်မယ်။အဲ့ဒီအုပ်စုနာမည်ကတီတီဆိုတဲ့စကားလုံးနဲ့စတာပါ။တီဆိုတဲ့စကားလုံးကိုအရှိမထားပြီးမှ1 to 5ဖြစ်တဲ့တင့်နဲ့3 4ကိုတီရဲ့အနောက်မှာထားပြီးပြောရပါမယ်။ ကဲဆိုင်ရအောင်1 am ကို t1 t1 လို့ပြောပါတယ်2 am ကို t2 t2 3 am ကို t3 t3 4 am ကို t4 t4 5 am ကို t5 t5 ပြန်ပြောမယ်နော်1 to 5ကို t အုပ်စုလို့သတ်မှတ်မယ် t1 t2 t3 t4 ตีห้าไอ้มา5 a.m. ที่ยกรอบบีอะคู6คน10บ่เนาะ6 a.m. 7 a.m. 8 a.m. 6 to 8 a.m. ကိုဆရာမတို့မနေ့အစောပိုင်းနိုင်လို့ပြောမယ်မနေ့အစောပိုင်းနိုင်ကိုထိုင်းလိုမျိုးကမုံချောင်းမုံမစ်ထုံးဆိုတော့အတန်ငြိမ်အောင်ဆွဲဆိုပေးပါမုံဒီမှာချောင်းချောင်းအပေါ်လေးထိုးတက်မယ်အတန်လေးอ่ะမုံချောင်းမုံဆိုတာနိုင်ကိုပြောတာပါ နိုင်လက်တိုင်ရဲ့အနောက်ကထားပြောတဲ့ရေသွက်ပုံဖြစ်တဲ့နိုင်ပါ o clock ဖြစ်ပါတယ်။ချက်ဆိုတာကတော့မနဲ့စောစောလို့ပြောတာပါ။အဲ့တော့မနဲ့စောစောနိုင်ဆိုတဲ့အဓိပ္ပာယ်ပါ။မုံချက်မုံချက်အဲ့ဒီမုံချက်ကိုဆင်မတို့6ခွန်8နိုင်နဲ့ဆင်မတို့ပြောပါမယ်။မနဲ့အစောပိုင်း6နိုင်ဆိုရင်6မုံချက်6:00ချောင်းဒီမှာတတိထားမှာကိန်းကနန်းကိုအရှိမထားပြောတာဖြစ်ပါတယ် ်ဆန္နာတော့ကတီအုပ်စုနဲ့မတူပါဘူးတီတော့ကဆံမတော့ကိန်းကနန်းကိုတီရဲ့နောက်မှာထားပြောတယ်အခုကကိန်းကနန်းကိုမုံချောင်းရဲ့အရှိမထားပြောတာဖြစ်ပါတယ်ပြန်ပြောမယ်မနေ့အစောပိုင်း6နာရီကို6မုံချောင်း6:00မုံချောင်းမနေ့အစောပိုင်း9:00နာရီကို7:00မုံချောင်း7ကရှာလေးထောက်ဆိုပေးပါ7 7ခုနှစ်7:00မုံချောင်း7:00ချောင်း7နာရီမနေ့အစောပိုင်း7နာရီကို8:00မုံချောင်း 8:00โมงเช้าလို့ပြောပါတယ်။ပြန်ပြောမှန်းเนาะမနေ့အစောပိုင်း6:00နာရီကို6:00โมงเช้า6:00โมงเช้าမနေ့အစောပိုင်း9:00နာရီကို7:00โมงเช้า7:00โมงเช้าမနေ့အစောပိုင်း10:00နာရီကို8:00โมงเช้า8:00โมงเช้าလို့ပြောပါတယ်။တချို့ကကြတော့လေ9:00နာရီဒီကိုစောသေးတယ်လို့သတ်မှတ်ပြီးမှ9:00နာရီကိုပါ9:00โมงเช้าလို့လည်းပြောလို့ရှိပါတယ်။တချို့ကကြတော့လေ ကိုးနိုင်ကြီးကနေမြင့်သွားပြီမစောတော့ဘူးဆိုတော့ချောင်းဆိုတဲ့စကားလုံးကိုဖြုတ်ပြောပါတယ်။ဘာကြောင့်လဲဆိုတော့ချောင်းဆိုတာဆောဆောဆိုတဲ့အဓိပ္ပာယ်မလို့ပါ။အဲကြတော့ကိုးနိုင်ကြီးကိုဆရာမတို့ကပုပ်ကိုပေါ်မှာပဲစိုင်ပါတယ်။တချို့ကတော့စောသေးတယ်လို့သတ်မှတ်ရင်ကောင်းမုံချောင်းလို့ပြောတယ်။တချို့ကတော့နေမြင့်သွားပြီလို့သတ်မှတ်ရင်တော့ချောင်းကိုဖြုတ်ပြီးမှကောင်းမုံလို့ပြောလို့ရှိပါတယ်။ကောင်းမုံဆိုတော့ကိုးနိုင်ကြီးဆိုတဲ့အဓိပ္ပာယ်ပါ။မနဲ့ဆောဆောဆိုတဲ့ဟာလေးပြုတ်သွားတာပေါ့နော်။ ။ဟုတ်ပြီ။စနေကတော့6ခွန်8ပြီးတော့ပြီ။ကဲဆင်မတို့930ဆက်တက်သွားရအောင်။930ဆက်တက်ကိုတော့ဆင်မအနေနဲ့ကြတော့သူကနေလေးမြင့်လွားပြီ။နေမြင့်လွားပြီဆိုတော့ဆ iam ကမနဲ့စောစောဆိုတဲ့အတိတ်ပဲဖွင့်နေရတဲ့ချောင်းဆိုတဲ့စကလုံးကိုဖြုတ်လိုက်တော့မယ်ချောင်းကိုမထက်တော့ဘူးအဲ့တော့9နာရီ10နာရီ17နာရီဆိုတဲ့အတိတ်ပဲလေးပဲဖြစ်သွားမယ် သူ့ကိုလည်းကိန်းကနန်းကအရှိမထားပြောမယ်။နာရီဆိုတဲ့ရေသပုံအနောက်မှာထားပြောမယ်။9 o'clock, 10 o'clock, 11 o'clock ဆိုတဲ့ပုံစံမျိုးဖြစ်သွားပါမယ်။ကင်စားရအောင်9နာရီကို9မုံ9မုံမုံအတန်လေးကိုငိမ့်အောင်ဆွဲဆိုပါမစ်ထုံးချပါလေ9မုံ9နာရီ10နာရီ10မုံ10မုံ10တစ်ဆယ်ကပစက်လေးပိတ်ဆိုပေးပါနော်10မုံ10မုံစပ်ပါမယ်။ สัตนายสัตนายก็11โมง11โมงเปลี่ยนย้ําแม่เนาะ9นายก็9โมง9โมง10นายก็10โมง10โมงสัตนายก็11โมง11โมงก็เปียวบาเด้แกไอ้มา นี่แหละ12นายโทรบาบีနေနဲ့နိုင်လက်တန်စနစ်တိတိကိုဆီယမတို့ TN1 လို့ပြောပါတယ် ที่ยงวันที่ยงที่ยงงาปันน่ะซองนะยงมาแม้ภาษาเลยอ่ะที่ยงวัน one ส่วนนี่อยู่ပြောล่ะเออนี่แหละ7นาทีဆိုတဲ့အတိပဲပါเที่ยงวันเที่ยงวัน นี่แหละ7นาทีဖြစ်ပါတယ်ကဲအဲ့ဒါကမနက်ပိုင်းနိုင်ဖြစ်ပါတယ်กลางวันဖြစ်ပါတယ်กลางวันဆီမတို့1 am ကနေစပါတယ်ဒီမှာတောက်လျှောက်လာခဲ့တာနိုင်လက်တန်းနေ့လယ်7နှစ်ထိပါပဲ အဲ့တော့ IT ကိုဆက်မှတစ်ခေါက်ပြန်ပြောပါမယ်။နားထောင်ပါနော်။ 1am ကနေ 5am ကို T အုပ်စုထဲမှာထည့်ထားပါမယ်။ P ကိန်းကနန်းကအနောက်မှာလိုက်ပါတယ်။ 1am ကို T1 T1 2am T2 T2 3am T3 T3 4am T4 T4 5am T5 T5 မနေ့အစောပိုင်း6နာရီ9နာရီ10နာရီ6 to 8 am ကိုမုံချောက်အစုထဲမှာထည့်ပါမယ်မုံချောက်မုံဆိုတာနာရီချောက်ဆိုတာကအစောပိုင်းမုံချောက်အဲ့မှာကိန်းကနန်းကအရှိရောက်သွားပါပြီအဲ့တော့6 am ကို6မုံချောက်6မုံချောက်7 am ကို7မုံချောက်7မုံချောက်8 am ကို8မုံချောက်8မုံချောက်စပ်သွားမယ် 9am 10am 11am 9:00 10:00 17:00ကြီးကြတော့ဆရာမတို့ကချောင်းဆိုတဲ့စောစောဆိုတဲ့စကားလုံးကိုဖြုတ်ပါမယ်9:00 10:00 17:00လို့ပဲပြောပါမယ်တိမ်နန်းကိုအရှိမထားပြောပါမယ်ပြန်ပြောကြအောင်9:00ကို 9am ကိုကောင်းမုံကောင်းမုံ10:00ကို 10am ကို10:00 10:00နိုင်မှာ17:00 11am ကို11:00 11:00နိုင်လက်တန်းစနစ်တီတီကို ที่ยงวัน เที่ยงวันยังไหมเนาะอะไรคะกลางวันใช่ป่ะเนกลางวันนี่แบบสักตัวอย่างนายและแต่สนิยาบาบิโซเราเสียมารุนายนะคะเปลืองตัวอย่างกลางคืนสุดเลยญาแพ่บ่เนาะญาแพ่กูตัวเราไหมไอ้มานายและแต่นี่ก็นี่แพ่กันนี่มาญาแพ่กูยุ่ยตัวมาหมดลูกเสียมารุกลางคืนหนูจะบอกเนกลางคืนส่วนญาแพ่บ่เนาะกลางคืน คืนอสมมาชาทาไปบ่าแกซะหน้าก็ နေ့ဖက်နိုင်ရီတုန်းကနိုင်လက်တန်ကစနစ်မှာဆုံးသွားတာအခုဒီမှာနိုင်လက်တန်တန်နိုင်ရက်နေစပါမယ်နောက်ထပ်သအုပ်စုပြန်ခွဲမယ်နေ့လယ်တန်နိုင်ရီနေ့လယ်နှစ်နိုင်ရီနေ့လယ်သုံးနိုင်1 pm 2 pm 3 pm 1 to 3 pm ကိုဆရာမတို့က bye အုပ်စုတဲ့ထဲထားပါတယ် bye ပြီးတော့မှအလဲကောင်မှာကိန်းကနန်းထဲမယ်အနောက်မှာမုံဆိုတဲ့နိုင်ရီနဲ့ဆရာမတို့ပြိတ်ပါမယ်အရှိမ bye အလဲမှာကိန်းကနန်း ပြီးမှအနောက်မှာမိုးနဲ့ပိတ်ပါမယ်အဲ့မှာနေ့နဲ့တနာရီဆိုရင်ဆရာမတို့ဘိုင်1မိုးလို့ပြောပါတယ်ဘိုင်ဘိုင်အတန်လေးအောက်ကိုကျသွားမယ်เนาะအကျတန်လေးပါဘိုင်บ่าย1:00โบ่าย1:00อะล่ะนี่แหละตนาอีဖြစ်ပါတယ်နောက်တစ်ခုထပ်မှတ်ထားဖို့ကထိုင်းလူမျိုးများဒီတိတ်ကနန်းကိုအမြဲတမ်းဖြုတ်ပြောလေးရှိတယ်တိတ်ကနန်းကိုဖြုတ်ပြောမယ်ဆိုရင်တော့ 1 pm ကို by moon by moon လို့လဲအတူကောက်ပြောပါတယ်အဲ့မှာ1ဆိုတဲ့တစ်ကလေးကိုဖြုတ်လိုက်တာပေါ့နော် by 1 moon လို့ပြောချင်လဲရသလို by moon လို့ပြောချင်လဲရပါတယ်အဲ့မှာ2 pm ကိုသွားရအောင်နေ့လယ်2နာရီ2 pm ကျတော့နေ့ကနန်းကိုထည့်ပြီးပြောပြရပါမယ် by 2 moon by 2 moon အဲ့ဒါနေ့လယ်2နာရီကျဆက်သွားမယ်နေ့လယ်3နာရီရောက်သွားပြီနေ့လယ်3နာရီကို บ่ายสามโมง บ่ายสามโมง ยังไหมเนาะ เปลี่ยนย้อไหม นี่แหละตนหนกันน้ำยูเปียวลุยาเลยบ่ายหนึ่งโมงบ่ายหนึ่งโมงโดมาฮกติกูเพียวเบี้ยอบ่ายโมง บ่ายโมง นี่แหละนายบ่ายสองโมงบ่ายสองโมงนี่แหละโตไหน บ่ายสามโมงบ่ายสามโมง ยังไหมเนาะแกไอ้มา နေ့လေပြီးတော့တော့ညနေရောက်ပါပြီညနေ၄နာရီ၅နာရီ၆နာရီကိုနောက်ထပ်သအုပ်စုသတ်မှတ်ပါမယ်သူ့ကိုမုံယင်းလို့ခေါ်ပါတယ်မုံယင်းမုံဆိုတာကနိုင်ယင်းဆိုတာကညနေပိုင်းအဲ့တော့ညနေပိုင်းနိုင်ပေါ့နော်မုံယင်းမုံယင်းကိန်းကနန်းကိုသူ့ရဲ့အရှိမထားပြောပါမယ်4 pm ညနေ၄နာရီကို4မုံယင်း4မုံယင်း5 pm ยานิงานไหนกกห้าโมงเย็นห้าโมงเย็น six p.m. ยานิเช้าไหนกโหกโมงเย็นหกโมงเย็นเตรยมย้อมแม่เนาะ four p.m. โกสี่โมงเย็นสี่โมงเย็น five p.m. โกห้าโมงเย็นห้าโมงเย็น six p.m. โกหกโมงเย็นหกโมงเย็นเราขอบาร์เลยเกยยาีิเช้าไหนาทวีดอเนาะคนนหนตัวแม่ နည်းနည်းမောင်ကြီးစပြိုးပြီးညာဦးပိုင်းလေးပေါ့နော်အဲ့မှာညာ9နာရီညာ9နာရီ10နာရီ9နာရီ10နာရီ17နာရီ7 pm to 11 pm တို့တို့ကတိတ်ကန်နေပြန်ကောက်ပါလေဒီချာလေးပြန်ပြောပေးမယ်နော်9နာရီညာ9နာရီတို့တိတ်ကန်နေပြန်ကောက်ပါလေအဲ့တော့ညာ9နာရီတို့တိတ်ကန်နေပြန်ကောက်တာဖြစ်တဲ့အတွက်ညာ10နာရီကအော်တိုနစ်ဖြစ်သွားပါလေ ည9နာရီကအော်တို3ဖြစ်သွားပါတယ်။ည10နာရီကအော်တို4ဖြစ်သွားပါတယ်။အဲ့မှာည17နာရီကအော်တို5ဖြစ်သွားပါတယ်။ခုံကောတက်ကနေပြန်ကောက်လိုက်တာမဟုတ်လို့ပါ။အဲ့တော့ည9နာရီ 7pm ကိုတို့တို့က1 1လို့တုံးပါမယ်။အဲ့မှာည9နာရီနဲ့7 ठी ကိုတို့တို့က2အုပ်စုထဲမှာထည့်ထားပါတယ်။2ပါးစပ်ပိတ်မယ်နော်။2 အတန်လေးကတော့အပေါ်လေးကိုတက်ပြီးပြန်ဆင်းတာ falling tone လေးဖြစ်ပါတယ်ထုမ်ခုံကိုတိတ်ကနေပြန်ကောက်တဲ့အတွက် 7pm ကို1ထုမ်1ထုမ်လို့ပြောပါတယ်ဆက်သွားမယ်အဲ့မှာ 8pm ည7:00နာရီကိုနှစ်ကနန်းဖြစ်သွားပါတယ်2ထုမ်2ထုမ်ည9နာရီဖြစ်တဲ့ 9pm ကို3ကနန်းဖြစ်သွားတဲ့အတွက်3ထုမ်3ထုမ်ည10:00နာရီဖြစ်တဲ့ 10pm ကို ลีกันแนนเชตวาเดด้วยสี่ทุ่มสี่ทุ่มญะสตนาย11 pm ก็งาผิดตัวแดดด้วยห้าทุ่มห้าทุ่มลบย่อบาดิเยี่ยมๆมาเนาะ7 pm ก็งทุ่มหนึ่งทุ่ม8 pm ก็งทุ่มสองทุ่ม9 pm ก็มทุ่มสามทุ่ม10 pm ก็่ทุ่มสี่ทุ่ม11 pm ก็าทุ่ม 5ทุ่มလို့ပြောပါတယ်။ကဲအိမ်မှာည7နာရီလဲထိုးပါပြီ။နိုင်လက်တန်းစနစ်ညဘက်ကိုရောက်သွားတဲ့အတွက် tian khun lo pyo ba de tian so da ga nai le dan sa nit ko yauk da nya bet ko krang khun so da ai ma khun so da sa ka long ni ta long ko yu lai de paung lai de krang khun tian khun chit da ba de tian khun a da nai le dan nya sa nit chit ba de a lo a da nya ni bai nai ni bo တချို့လည်းညာပိုင်းနိုင်ကြီးပေါ့နော်အဲ့တော့နေ့လည်းတန်နိုင်ရနေပြန်ပြောပါမယ်နေ့လည်းတန်နိုင်နှစ်နိုင်သုံးနိုင်ကိုဘိုင်နဲ့မုံနဲ့ပြောပါတယ်နေ့လည်းတန်နိုင်ဘိုင်နှုံမုံဘိုင်နှုံမုံနေ့လည်းနှစ်နိုင်ဘိုင်စောင်းမုံဘိုင်စောင်းမုံနေ့လည်းသုံးနိုင်ဘိုင်စာမုံဘိုင်စာမုံညနေ၄နိုင်၅နိုင်၆နိုင်ကမုံယင်းမုံယင်းညနေ၄နိုင်က4မုံယင်း4မုံယင်းညနေ၅နိုင် ห้าโมงเย็นห้าโมงเย็นเาีนีชาวไหนหกโมงเย็นหกโมงเย็นไอ้มาเาคนนายกันนี้สตนายโกติกันนี่เปลี่ยนก้าวเดงาอาทิตย์ทุ่มโซเดสกลงโกอนาไปกันนี่เปောပါတယ်เนีาคนนายโกหนึ่งทุ่มหนึ่งทุ่มเาเชนายโกสองทุ่มสองทุ่มเาโกนายโกสามทุ่มสามทุ่ม ညာ7နာရီကို4ทุ่ม4ทุ่มညာ7နာရီကို5ทุ่ม5ทุ่มทุ่มมาประจําเลยไปพี่ဆိုပြီးပါเนาะပြီးတော့มาညာ7နာရီကိုじゃတော့เที่ยง คืน เที่ยง คืนလို့ပြောပါတယ်အဲ့မှာပဲညာ7နာရီထိုးတဲ့အတွက်နောက်ထပ် မနေ့တနင်္လာနေ့3နိုင်လို့ပြောချင်တော့1 AM နဲ့9နိုင်ဆက်ဝိုင်းနေကိုပြန်သွားတယ်ဒီနေ့တိဆောင်တိဆာမစမပြန်ရေးသွက်ပါတယ်ဒီလိုနဲ့ပဲနိုင်လက်တန်က24နိုင်မနေ့တစ်ခေါက်ညနေတစ်ခေါက်လဲပတ်နေရဖြစ်ပါတယ်အဲ့တော့အားလုံးမှတ်ထားပါเนาะနေ့ဘက်ကို grand one grand one လို့ပြောပြီးမှညဘက်ကို grand khun grand khun လို့ပြောပါတယ်နာရီကိုနာလီကာအမြန်ပြောတော့နာလီကာလို့ပြောပါတယ်အဲ့မှာဆရာမတို့ဒါက နိုင်ခေါ်ဖို့အားလုံးပြီးတော့ပါပြီနောက်တစ်ခုပြောပြမယ်နော်အဲ့မှာကြာချိန်နိုင်ကြာချိန်နိုင်ဆိုတော့ဥပမာပေါ့နော်ရန်ကုန်နဲ့ပဲခူးကိုကားစီးရင်နှစ်နာရီလောက်ကြာတယ်လို့ပြောချင်ရင်အဲ့ဒီကြာချိန်နိုင်ကို hour hour ကိုဆီယမတို့ကချူအမုံလို့ပြောပါတယ်ချူအမုံချူအချူအ ချွတ်မုံချွတ်မုံတနအီလို့ပြောချင်ရင်ကြာချိန်နိုင်ဤတနအီကြာတယ်ဆိုရင်1ချွတ်မုံ1ချွတ်မုံကြာချိန်နိုင်ဤနှစ်နိုင်ဤဆိုရင်2ချွတ်မုံ2ချွတ်မုံလို့ပြောပါလေအဲ့ဒါကကြာချိန်နိုင်ဤဖြစ်ပါတယ်နောက်တစ်ခုဆရာမတို့မိနစ်မိနစ်ကိုနာတီနာတီလို့ပြောပါတယ်ဥပမာ9မိနစ်လို့ပြောချင်ရင်9ကိုရှေ့မှာထားပြောမယ်5နာတီ5နာတီ 10မိနစ်လို့ပြောချင်တစ်ရက်ကိုရှေ့မှာထားပြောမယ်10နာတီ10နာတီစက္ကန့်ကိုကြတော့วินาทีလို့ပြောပါတယ်วินาทีဥပမာ5စက္ကန့်လို့ပြောချင်ဟာวินาทีဟာวินาที10စက္ကန့်လို့ပြောချင်10วินาที10วินาทีလို့ပြောပါတယ်နောက်တစ်ခုဆရာမတို့นายีဝက်လို့ပြောချင်တယ်นายีဝက်ကို ครึ่งชั่วโมงเราပြောပါတယ်ครึ่งค่ะดาราดันตัวสีถั่วมั้ย falling tone ဆိုအတန်လေးကတက်ပြီးပြန်ဆင်းမယ်ครึ่งครึ่งครึ่งဆိုတော့ကိုပြောတာပါชั่วโมงဆိုတာကနိုင်အဲ့မှာတနိုင်မပြည့်ဘူးပေါ့လေအဲ့တနိုင်ရဲ့တဝက်ပဲရှိတယ်ပေါ့ครึ่งชั่วโมง ครึ่งชั่วโมงအဲ့ဒါနိုင်ဝက်ဖြစ်ပါတယ် တကယ်လို့ဆရာမတို့တဏှာကြီးခွဲလို့ပြောချင်တယ်ဆိုရင်တဏှာကြီးကိုအရင်ပြောမယ်တဏှာကြီးက1ချွတ်မုံကြာချိန်ဏာကြီးကိုပြောနေရနော်တဏှာကြီးကို1ချွတ်မုံပြီးမှနောက်ထပ်တဝက်ကိုครึ่งဆိုတဲ့တဝက်လေး half လေးကိုထည့်လိုက်မယ်တဏှာကြီးနဲ့တဝက်1ชั่วโมงครึ่ง1ชั่วโมงครึ่ง ไอ้มาตนายีเนี่ยตัวဆိုတော့ตนายีခွဲကိုပြောတာပါတကယ်လို့နှစ်နာရီခွဲလို့ပြောချင်နှစ်နာရီကိုအရင်ပြောမယ် จาเชนนายนานายโกสองชั่วโมงสองชั่วโมงดีมะเควตัวก็ครึ่งครึ่งก็นั่งมาทาเบียวบ้าไหมเออนานายเควส่วนสองชั่วโมงครึ่งสองชั่วโมงครึ่งลูกเบียวบ้าเลยยังไหมเนาะแกเออดีเนี่ยนายเนี่ยปัตตดาลีรอตัวตัวลีส่งส่งเนเนเน่แท้ดีมะเบียวเบียปีทาบ้าเลยနောက်တစ်ခုကတော့ထိုင်းနိုင်ငံရဲ့စံတော်ချိန်ကဆီယမားတို့မြန်မာနိုင်ငံရဲ့စံတော်ချိန်နဲ့နိုင်ယူဝက်စောပါတယ် သူတို့ကနိုင်ရွယ်စောတာပါအဲ့အလေးကိုလည်းမှတ်ထားပေးပါအောင်နော်ကဲအဲ့တော့အချိန်နဲ့ပတ်သက်တာလေးတွေကနောက်ထပ်လေ့လာစရာတွေရှိသေးတယ်နောက်ဗီဒီယိုကျရင်ထပ်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်ပါတယ်ဒီနေ့ကတော့အားလုံးဗီဒီယိုအစနဲ့အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ဆရာမတို့ရဲ့ Facebook page လေးနဲ့ဆရာမတို့နောက်ထပ် YouTube မြန်မာလည်းရှိတယ် Instagram မြန်မာလည်းရှိပါတယ်အဲ့ဒါလေးတွေကိုလည်း like ပြီးတော့ like and follow လေးလုပ်ထားပေးစေချင်ပါတယ်ရှင်။ပြီးတော့ဆရာမကပညာဒါနဆိုပြီးမှလည်း time ပါတာစကားကို force skill သင်ကြားပေးထားပါတယ်။ အဲ့ဒါလေးတွေလည်းဆရာမ link လေးတွေနဲ့ page ထဲမှာစုစည်းပေးထားပါတယ်။စိတ်ဝင်စားရင်လည်းဆရာမတို့ရဲ့ page တွေဝင်ပြီးမှပညာဒါနကိုအပိုင်းတစ်ကနေစပြီးမှလေ့လာလို့ရပါတယ်။ for skill ကိုအကုန်လုံးတည်တည်ချာချာသင်ပေးထားတာဖြစ်ပါတယ်။အပတ်စဉ်တိုင်းတောက်ကြစနေကိုညနေ9:00နာရီခွဲမှာသင်ပေးနေရဖြစ်ပါတယ်။အားလုံးဝင်ရောက်ပြီးမှလည်းလေ့လာဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ခေါ်ခွန်မခါ